ယောရဝန်အညွန်ငါစေယောဇာရုဒီနေဂျာဆဲဟီဆိုတဲ့စကားလုံးကိုလေ့လာမှာပါဂျာဆဲဟီသူ့ရဲ့အဓိပ္ပာယ်ကအသေးစိတ်တိတိကျကျဒါဆိုရင်စကားပြောလေးတွေမှာဘလို့သုံးလဲကြည့်ပါမယ်ဂူစာကောနေတဲ့ဂျာဆဲဟီဆောလမြောင်းရဲ့ဂျူစေယောစာကွန်စွာအဖြစ်အပျက်ကိစ္စအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးရှင်းပြပေးပါအသေးစိတ်လုံးမှတ်လိုက်ရင်ရရပါတော့ယိုရီကွာချောင်းငွေ 자세히 촬영해서 올렸어요. 요리 과정과 흰색의 SSM, 그 흰블루색의 바비 말리테레 여러분은 흰색의 블로이 기분입니다. 예, 라고 표현하 라고 자세히 촬영해서 어디서 야구비로 올렸어요. 띵게 바래. 페이스북만 띵나라, 유튜브만 띵나라. 알람요, 띵게 바래. 친구가 여행 계획을 자세히 말해줬어요. တငယ်ချင်းကခရီးသွားမဲ့အစီအစဉ်ကိုအသေးစိတ်ပြောပြခဲ့ပါတယ်။တို့ဘယ်ချိန်မှာထွက်ခွာမယ်၊ဘယ်မှာတဲမယ်၊နော်ဘယ်ကစပြီးတော့လဲပတ်မယ်။စသဖြင့်အသေးစိတ်။너의생각을좀더자세히말해줄래?နင့်ရဲ့အတွေ့ကိုနည်းနည်းလေးအသေးစိတ်လေးပြောပြပေးလို့ရမလား။ဒါကတော့အဲမရှင်းလို့ပြန်မေးတဲ့ခါပေါ့နော်။တငယ်ချင်းကကိုယ်အကူညီတောင်းနေဒါပေမဲ့ तू ပြောရှင်တော့ကိုတိတ်နားမလဲဘူး။အဲ့ကြရင်

လက်ဆက်တတင်စာလို့လောက်ကင်နေအပီတီလောက်ကင်နေပေါ့နော်အဆုံးအထိလောက်တဲ့ခါမှာလဲဂျာဆဲဟီအသေးစိတ်တိတိကျကျနဲ့လောက်ကင်တတဲ့ဝိဇာဆောင်းစင်းနီမီဂျင်းဆန်ငယ်ဂျာဆဲဟီမူရောပိုရှော့ဆော်ယောဆရာဝန်ကဂျင်းဆန်ကယောဂလက္ခဏာယောဂလက္ခဏာကိုအသေးစိတ်မေးမြန်းခဲ့ပါတယ်ဘာဖြစ်တာလဲနော်ဘယ်နည်းအားနားလို့လဲဘယ်ချိန်ကလေးအစားဖြစ်နေရလဲဘာလဲစားရသေးလဲစသဖြင့်ဂျာဆဲဟီအသေးစိတ်တိတိကျကျပါဘောနော် 난그 영화를 자세히 기억하지 못해요. 나 에리사 가고 띠자자 이러 맘마미부 음 여러 등 예지야 헨니 리사가 지우레 말랑아로 쪼라야 담지로 음난 그 영화를 자세히 기억하지 못해요. 다시 보자. 자세히 관찰하면 보이지 않던 것이 보인다. 어세 상지메소인 뭐게레 야리레 민레이메 ဒါကတော့အလုပ်တစ်ခုခုလုပ်တဲ့ခါမှာပေါ့နော်အပြေရှာလို့မရဘူးဒီကိစ္စဘလို့ဖြစ်လာလဲမသိဘူးစဉ်းစားလို့မရဘူးအဲ့လိုမျိုးဆိုရင်ကိုကပြောလို့ရရပေါ့နော်ဂျာဆေးကြီး관찰하면보이지않던것이보인다အသေးစိတ်စောင့်ကြည့်မယ်ဆိုရင်မမြင်ခဲ့တဲ့အရာတွေလည်းမြင်နိုင်တယ်ဒါကြောင့်မလို့အသေးစိတ်တိတိကျကျနဲ့စောင့်ကြည့်ကြစို့ဘာညာပေါ့နော်ဇိုရကိုရိုင်းလည်းဒီလို class မျိုးဘာလို့လုပ်လိုက်တာလဲဆိုတော့လာမေးလို့ပေါ့နော် same ဒီစကလုံးလေးကမြမလို့ဘာပြောရလဲရင် အဲ့လိုမျိုးဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကိုမြမလိုလီပြောပြလိုက်ရုံနဲ့တချို့စကားလုံးတွေကရှင်းတယ်တချို့စကားလုံးတွေကြအဲ့လောက်နဲ့မရဘူးပေါ့နော်အတုံးကတရန်ဂျာဆေးဤဆောမြောင်းကိုဟဲ့အီဟဆူဤဆော်ယောယောရဘွန်တချို့ຢာတွေကအသေးစိတ်တိတိကျကျရှင်းပြမှာနားလည်နိုင်တဲ့အရာတွေပေါ့နော်ဒါကြောင့်ဆိုရဒီလို class လေးလုတ်ဖြစ်တာပါရောဘွန်တို့ဒရက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်ရောဘွန်တို့လည်းဥပမာစာကြောင်းလေးတွေမှာတုံးကြည့်ပါနော်